ားလုံးမင်္ဂလာပါကျွန်တော်ဗီဒီယိုမတင်ပြဖဲနဲ့ပျောက်နေရလဲတော်တော်လေးကြာနေပါပြီအခုတော့အစ်စ်ဆန်လေးစမ်းကြည့်တဲ့အနေနဲ့ Enemy Recap မလုပ်ဖဲနဲ့ Movie တစ်ခု Recap စမ်းလုပ်ကြည့်ထားပါတယ်ပထမဆုံးအချိန် Movie ကို Recap လုပ်တာဖြစ်လို့နောက်ခါလေးကြာရင်တော့ဒီထက် Quality ပိုကောင်းသွားအောင်စူးစမ်းပေးပါမယ်ဒီ Warcraft ဆိုတဲ့ရုပ်ရှင်ကတော့ Blizzard ရဲ့နာမည်ကြီး War of Warcraft game ကို adaptation လုပ်ဖန်တီးထားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။သူရဲ့ story line ကတော့မူလအစမှာလူသားတွေကတက်တက် ox ဆိုတဲ့အစိမ်းရောင် blue ကြီးတွေကတက်တက်တယောက်တစ်ကဘာစီတီးချနေလာခဲ့ကြတာပါဒါပေမဲ့ ox တွေနေရဲ့ကဘာကြီးကပျက်စီးသွားရမယ့်ချိန်မှာ ox တွေရဲ့မော်စရာ golden ကမကောင်းတဲ့အစိမ်းရောင်မော်ပညာကိုသုံးပြီး forte တစ်ခုဖွင့်လိုက်ပါတယ်အဲ့ဒီ forte ကနေတဆင်လူသားတွေရဲ့ကဘာဖြစ်တဲ့ azro ကဘာကို ox တွေအားလုံးစုမျိုးနွယ်စုကြီးတစ်ခုလုံးခေါ်လာဖို့စူးစမ်းပါတော့တယ်ဒီ azro ကဘာမှာတော့လူသားတွေလူပုတွေနဲ့နတ်တငယ်တွေနေထိုင်ကြပါတယ် သူတို့အချင်းချင်းနေလေကြည်မရကြပါပဲစစ်မှတ်တော်မဖြစ်ပဲနဲ့ငြင်းချမ်းစွာနေထိုင်နေခဲ့ကြတာကြာပါပြီဒါပေမဲ့အခုတော့အခြားကဘာကနေ Orc မျိုးနွယ်တွေပါရောက်လာတာကြောင့်ကိုကိုရိုင်ရှင်တန်နိုင်ဖို့အတွက်တိုက်ခိုက်ကြရတော့မယ့်အခြေအနေဖြစ်လာပါပြီလူသားတွေရဲ့ဘီရင်ဖြစ်တဲ့ Lain သူရဲ့ကောင်းလူသားတို့ပူးပေါင်းပြီးတော့မှော့ဆရာ Catgar ရဲ့အကူအညီနဲ့ Orc တွေကိုဘယ်လိုရင်ဆိုင်ကြမလဲ Orc တွေရဲ့ဟာတကယ်အမှန်တရားကိုမြင်နိုင်တဲ့နှင်းဝင်ဘလူမျိုးနွယ်စုခေါင်းဆောင် Jurodan နဲ့ သွေးနှောနေတဲ့ augmently corona ရောရောဘယ်လောက်ထိအမှန်ကိုမြင်နိုင်လောက်နိုင်ကြမလဲဆိုတာတွေကိုကြည့်ရမှာပေါ့ဒီ movie ကကျွန်တော်ငယ်ငယ်ကမကြာခဏကြည့်ပြခဲ့တဲ့ဇာတ်ကားတကားပါအဓိကကတော့ aug ကြီးတွေရဲ့ပုံစံကိုကြည့်ရတာတော်တော်လေးသဘောကျလို့ပါဒီကောင်ကြီးတွေရဲ့ muscle အဖုအထစ်တွေအပြည့်နဲ့ခန္ဓာကိုယ်အကြီးကြီးတိုက်ပွဲဝင်မျိုးနွယ်စုတွေရဲ့အပြင်ဆင်သုံးဆောင်တွေပြီးတော့ aug တွေရဲ့ထုံနှန်းစင်လာတွေအသက်ထက်ဂုံသိက္ခာကိုပို့ပြီးတန်ဖိုးထားတဲ့ warrior စိတ်ဓာတ်တွေကိုကျွန်တော်တို့တော်တော်လေးသဘောကျပါတယ် ။ဒါလို့ဆိုရင် movie အကြောင်းကိုအကြံဖြင်းတော်တော်လေးနားလည်သွားပြီဖြစ်လို့ဆက်လန်းကိုစားလိုက်ကြရအောင်ပါ။အော့ခ်တီတဲ့ဟာနှင်းဝင်ပလူမျိုးနွယ်စုခေါင်းဆောင်ဂျူရိုဒန်တယောက်ကတော့သူ့မျိုးနွယ်စုအတွက်အိမ်သစ်တစ်ခုရှာဖွေရမယ်ဆိုတဲ့အတွင်းနဲ့အတူမနှက်ပြန်သွားရမယ်တိုက်ပွဲဝင်ခီးတစ်ခုအတွက်ကိုစဉ်းစားနေပါတယ်။အဲ့ဒီအချိန်မှာသူ့မိန်းမပါနိုးလာတာကြောင့်နှစ်ယောက်သားဘိုက်ထဲကကလေးလေးကတားဖြစ်မလားတမိဖြစ်မလားဆိုတာကိုတွေးရင်းနဲ့ပျော်နေကြပါရဲ့ မနေ့ရောက်တဲ့အခါမှာတော့နှင်းဝင်ပလွေမျိုးနွယ်စုတွေဟာမဟာမိတ်ဖွဲ့ဖို့အတွက်ချင်းဆူထားတဲ့စကန်းချရာနေရာကိုရောက်လာကြပါတယ်။သတိထားကြည့်ရင်အော့ခ်တီရဲ့ပတ်ဝန်းကျင်ကဘာကြီးဟာအပင်မရှိရေမရှိစိမ့်စိမ့်ဆူဆူမရှိတော့ဘဲနဲ့၆သွေးပျက်စီးနေပြီဆိုတာသိသာပါတယ်။မျိုးနွယ်စုတွေအများကြီးရောက်နေရပဲ။ Laffinska, Blackrock, Oga မျိုးနွယ်စုတွေအားလုံးစင့်ခေါ်ခံထားရတာပဲလို့ Jurodan ကသူ့နောက်လိုက်တယောက်နဲ့ပြောနေပါတယ်။ ဖမ်းခံထားရတဲ့အကျဉ်းသားတယောက်ကကရုဏာရဲ့လက်ကိုလှမ်းဆွဲပြီးတော့သူ့ဘာသာစကားနဲ့ပြောပါတယ်။ဒါ့ကိုကရုဏာကမှော့ဆရာကောရန်စီကိုဘာသာပြန်ပေးရပါတယ်။သူ့ကလေးကိုလွတ်ပေးဖို့ရှင်းအောင်တောင်းပန်နေတာဆိုတော့ကောရန်ကငါသူတို့ကိုလိုတယ်။တယောက်မှလွတ်မပေးနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်။ကရုဏာကလည်းသွေးနှောတယောက်ဖြစ်တာကြောင့်ဒန်းတူဆက်ဆံမခံရဘဲနဲ့အကျဉ်းသားတယောက်လိုပဲဆက်ဆံခံရပါတယ်။ငါမှော့ဆွမ်းရဲ့လောင်စာအသက်ပဲ။ငါတို့ရဲ့အစွမ်းထက်ဆုံးစစ်တီတော်တွေကိုပို့နိုင်ရုံလောက်ပဲအကျဉ်းသားရှိသေးတာ။ ဒါပေမဲ့စိတ်မပူပါနဲ့ဟိုဘက်ကဘာရန်သူတွေကအားနေတာကြောင့်ဒီကောင်တွေကိုဖမ်းလောင်စာအဖြစ်အသုံးပြုပြီးတော့အော့ခ်မျိုးနွယ်တွေအကုန်လုံးတေချာပေါ့ဟိုဘက်ကဘာကိုရောက်အောင်ခေါ်သွားမယ်ဆိုပြီးပြောတော့အားလုံးကစစ်သွေးတွေကြွနေကြပါတယ်ခေါ်ရန်ကသူ့ရဲ့မှော်ပညာဖြစ်တဲ့ fail ကိုတော့အသက်တွေကိုနှုတ်ယူပြီးတော့ portal ကိုဖွင့်လိုက်တဲ့အခါမှာတော့ Azro ကဘာစီကိုသွားခွင့်ရပါတော့တယ်ပြဿနာတစ်ခုဟာဂျူရိုထန်ရဲ့မိမပေါ်တေတဖက်ကိုရောက်ရောက်ချင်းမှာပဲဘိုက်နာလာပြီးတော့ကိုဝင်ရှိအောင်အာလုံးတိသွားပါတယ် မင်တလူဝင်တော့ဝင်ဘူးငါတက်ဖွဲ့တယ်ကိုခေါ်လာရဲတယ်ပေါ့လို့တက်စုကောင်းဆောင်ဘလက်ဟန်ဂျူရိုဒန်ကိုဖျဲပါတယ်ငါ့ကိုသွားခွင့်ပေးစမ်းမှဘလက်ဟန်ရာဆိုပြီးဂျူရိုဒန်သူ့မိမကိုစိတ်ပူနေပါတယ်ခေါ်ရန်ရောက်လာပြီးတော့အားဆိုင်ခိုင်းနေကလေးမွေးပေးလိုက်ပါတယ်ဒါပေမဲ့ကလေးကအသက်မပါလာတာကြောင့်ခေါ်ရန်ကအနာအသမင်တစ်ကောင်ရဲ့အသက်ကိုယူပြီးတော့ဂျူရိုဒန်ရဲ့သားလေးကိုအသက်တက်ဖြည့်ပေးလိုက်ပါတယ်ငါတို့အတွက်စစ်တီတော့အစ်စ်ပဲဆိုပြီးတော့ကြွေးကြော်လိုက်ကြပါတယ် Iron Fox ဆိုတဲ့နေရာတစ်ခုမှာတော့လူပုလေးတယောက်ကသူတို့ ထုလုပ်ဖန်တီးထားတဲ့တူမီတနက်တလက်ကိုလိုသားကိုလက်ဆောင်ဖြစ်ပေးနေပါတယ်။အဲ့ဒီအချိန်မှာမျိုးဆောင်တပ်ဖွဲ့တိုက်ခိုက်ခံရပြီဆိုတဲ့သတင်းနဲ့အတူလိုသားကိုဘရင်နေပြည်တော်စီပြန်လာဖို့အတွက်ဆင့်ခေါ်စာတစ်ဆောင်ရောက်လာပါတယ်။ပထမဆုံးအနေနဲ့လိုသားတယောက်တိုက်ခိုက်ခံရတဲ့မျိုးဆောင်တပ်ရှိရာ Stormwind စီကိုရောက်လာပါတယ်။မျိုးဆောင်တပ်တစ်ခုလုံးဟာအသက်ခံလိုက်ရပြီးအသက်ရှင်သူတယောက်မှမကြံတာကြောင့်ရန်သူကဘယ်သူပဲဝါဆိုတာကိုပြောဖို့ခက်နေပါတယ်။ ။ဒါကြောင့်ခက်ကာဆိုတဲ့မှုဆရာကအလောင်းတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ပါဇက်ထဲကနေဖဲမှော်ပညာငွေသက်တွေတွေ့လိုက်ရတာကြောင့်ဆောက်ရှောက်သူမယ်ဒီကိုခေါ်ဖို့ပြောလိုက်ပါတယ်။အယောက်30ရှိရဲ့မျိုးဆောင်တက်ကလူတွေအားလုံးတော့လေးတစ်ချက်မှမချွန်နိုင်မင်းနဲ့တေကုံကြတာကြောင့်ရန်သူကဘလူကောင်မျိုးတွေများလဲဆိုပြီးတော့ဘယင်းနဲ့စစ်သူကြီးတွေစဉ်းစားရခက်နေချိန်မှာခက်ကာကအဲ့ဒါဖဲမှော်အတက်ပါမင်းကြီးဆိုပြီးတော့ဝင်ပြောလိုက်ပါတယ်။မင်းကဘသူလဲလို့မင်းကြီးကမေးတော့ကျွန်တော်ကဆောက်ရှောက်သူအလုတ်တင်တယောက်ပါ။ အခုတော့အဲ့အလုပ်ကိုဆက်မလုပ်ဖြစ်တော့ပါဘူးဒါပေမဲ့ကျွန်တော်စွမ်းရည်ရမကြသေးပါဘူးတိတ်ကိုဆိုးရုပ်တဲ့အမှောင်စွမ်းအားတစ်ခုအားကောင်းလာနေတော့အာယုံရနေပါတယ်ဆိုပြီးတော့ရှောက်တင်နေတော့မှာပဲအခြားထေသတစ်ခုကထက်ပြီးတိုက်ခိုက်ဖြက်စီးခံရတဲ့တရင်တစ်ခုရောက်လာပြန်ပါတယ်လူသားနဲ့ဘီယန်လိန်တို့ဟာရောက်ခတ်တော်ရာကြောင့်အတော်လေးရင်းနှီးပါတယ်လူသားရဲ့ညီမကဘီယန်မိဖုရားပါလူသားမှာတားတယောက်လည်းရှိပါတယ်သူ့သားကလူသားလိုထက်မြက်တဲ့စစ်တီတော်တယောက်ဖြစ်ချင်တာကြောင့်သူ့တော်လေးဖြစ်သူလူသားရဲ့ညီမကစိတ်ပူနေပါတယ် စစ်တီတော့မလုတ်ခိုင်းဖို့အတွက်လူသားကိုဖြောင်းပြပေးမယ်လူသားကတော့သူ့လမ်းကိုသူ့စိတ်ကြိုက်ရှောက်ခိုင်းမယ်အကြောင်းပြန်ပြောပါတယ်မော်ဆာခက်ကပြောတဲ့စကားတွေကယုတ်တိရှိတာကြောင့်ဘီရင်ကြီးကဆောက်ရှောက်သူကိုတွားခေါ်ဖို့အတွက်လူသားကိုတာဝန်ပေးလိုက်ပါတယ်ဒီလိုနဲ့ခက်ကနဲ့လူသားတို့နှစ်ယောက်ဆောက်ရှောက်သူရှိရာခရာဇန်စီကိုထွက်လာခဲ့ကြပါတယ်အော့ခ်တီကတော့ရွာတွေကိုလိုက်တိုက်ခိုက်ရင်းနဲ့အကျဉ်းသားတွေစုဆောင်းနေပါတယ်ဂျူရိုတန်တို့ကမတိုက်ခိုက်ဘဲရက်နေတာကြောင့်ဘလက်ခန်းရောက်လာပြီးတော့ နှင်းဝင်ပလူမျိုးနွယ်စုတွေကအမဲလိုက်တဲ့ထဲမှာမပါဘူးလားလို့မေးလိုက်ပါတယ်။ငါတို့ကပစိန်ကင်ထားတဲ့ရန်သူတွေကိုပဲမျောလင့်ထားတာ။ကလေးတွေမိမတွေကိုမတိုက်ခိုက်ချင်ဘူးလို့ဂျူရိုတန်ပြန်ဖြေလိုက်ပါတယ်။ဒိုတာတို့ကတော့ခရာဇန်ကိုရောက်လာကြပါပြီ။ဒီဇက်ကားမှာ CGI နဲ့ landscape view တွေကတော့တော်တော်လေးလှပါတယ်။အခုပြောချင်တာကကျွန်တော်အခုဆိုရင် Telegram channel တစ်ခုလည်းထောင်ထားပါတယ်။အဲ့ channel ကိုလာ join ပေးဖို့တောင်းဆိုချင်ပါတယ် Telegram channel link ကိုတော့ description မှာရောပြီးတော့ comment မှာပါပင် comment အနေနဲ့ထားပေးထားပါတယ် ်ဒီကြပါဦးပင်ကွမ်းမန်လေးကိုနှိပ်ပြီး Telegram channel ကို join ပြအောင်လာ join ပေးကြဖို့တောင်းဆိုခြင်းပါတယ်ခက်ကောက်အောက်မှာစောင့်ခိုင်းပြီးတော့လိုတာနဲ့မိုရိုစတိုဟာဆောက်ရှောက်သူကိုတွေ့ဖို့အတွက်အပေါ်တက်လာခဲ့ကြပါတယ်ဆောက်ရှောက်သူမော်ဒီဗ်ကတော့ရွှင်ရုပ်ထုတစ်ခုကိုထွန်းထုနေပါတယ်ရွှင်လေးကိုမှော်တက်သွင်းပြီးတော့အသက်ရှိတဲ့ရုပ်ထုတစ်ခုဖြစ်အောင်လုပ်မလို့ပါငါတို့မင်းရဲ့အကူအညီလိုနေပြီမက်ဒီဗ်ဘရင်ကြီးကမင်းကိုဆင့်ခေါ်လိုက်တယ်ဆိုပြီးတော့လိုတာကဘရင်ရဲ့လက်စွပ်ကိုပြလိုက်ပါတယ် အောက်ထပ်မှာစာအုပ်တွေလိုက်ဖက်ကြည့်နေတဲ့ခက်ကာကအရေးမဲတစ်ခုကိုတွေ့ပြီးစာအုပ်တွေကြားထဲကိုတိုးဝင်ပြောက်ွယ်သွားတာကြောင့်ဘာပြောချင်တာလဲဆိုတော့စဉ်းစားမရဖြစ်နေပါတယ်။စာအုပ်တွေမှွေနောက်ရှာနေရင်လည်းသူ့လက်ထဲကခီရင်တော်အမှတ်သားလင်းလာပြီးညွှန်ပြနေတာကြောင့်စာအုပ်တအုပ်ကိုယူပြီးတော့အလစ်တုပ်သိမ်းထားလိုက်ပါတယ်။ဒီလိုနဲ့အကြောင်းစုံတည်သွားရတာကြောင့်ဆောက်ရှောက်သူ motif လည်းမင်းနေပြီးတော့သူ့ရဲ့မော်စွမ်းတုံးပြီးလိုသာရုနဲ့အတူ teleport လုပ်လိုက်ပါတယ်။ လို့သာဘရင်ကြီးလိမ့်နေတဲ့ဆောက်ရှောက်သူမေတီတို့ကအတော်လေးရင်းနှီးတဲ့တငယ်ချင်းတွေပါတိုက်ခိုက်ခံရတဲ့ဒေသတွေကတော့ဘလူးကြီးတွေနဲ့တိုက်ခိုက်ခံရတယ်လို့ပြောတာပဲဆိုပြီးဘရင်လိမ့်ကမေတီကိုတိရတဲ့လောက် information တွေပြန်ပြောပြနေပွားတယ်လို့သာကတော့ငါတို့တုံ့မန်းတကောင်ကိုဖမ်းရမယ်ဒါမှရန်သူကိုတိချတိရမှာဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့ရန်သူတွေရှိရာစစ်မျက်နှာပြင်တစ်ခုဖြစ်တဲ့ Elwin Tooc ကိုတုံ့မန်းရအောင်ဖမ်းဖို့အတွက်ထွက်လာခဲ့ကြပါတယ် ဂျက်ဝက်တန်စာရီစစ်တီအပြင်စင်နေရတော့အတော်လေးမိုက်ပါတယ်တနေရာရောက်မှာတော့တိုက်ခိုက်ခံထားရတဲ့ပုံစံခြေနေတွေနဲ့အတူဖဲလ်မော်ပညာတုံးထားတဲ့အရေးအယောင်တွေကိုပါမြင်လိုက်ရပါတယ်အဲ့ဒီချိန်မှာပဲရုတ်တရက်ခြုံခိုပြီးတိုက်ခိုက်ဖို့စောင့်နေတဲ့အော့ခ်တွေထွက်လာပြီးအကုန်လုံးကိုလိုက်ခုတ်ကြတတ်ကြပါတော့တယ်မော်ဆီယာပေါ့ဆာဆိုပေမဲ့ခက်ကာလည်းသူ့ကိုယ်သူတို့ကာဝယ်နိုင်ပါတယ်ဘက်ထရီမှာဆောက်ရှောက်သူစပက်ကတ်စတင်ကောင်းကောင်းလုပ်နိုင်အောင်လဲရှီးကာပေးထားပါသေးတယ် ခွင့်အားတွေအတော်လေးကွာတာကြောင့် Octi ကိုမနိုင်မှုဖြစ်နေပါတယ်။လိုသာတယောက်လောက်ပဲကောင်းကောင်းပြန်ချနိုင်တာပါ။လိုသာရဲ့ဒါတေကန်ဒီလက်တကန်းလောက်လိုမှလည်းဝင်ကယ်လိုက်ရပါသေးတယ်။အဲ့ဒီချိန်မှာဆောက်ရှောက်သူ Spacecaster ပြီးသွားပြီးတော့အစင်းရောင် Octi အကုန်သေးကုန်ပါတယ်။ Fairmo တက်ကိုတုံးနေရပဲလို့ Jurodan တန်းတော်နဲ့ရည်ရွတ်လိုက်ပါတယ်။အင်အားမများတော့တာကြောင့် Octi ကတက်ပြန်ဆုတ်သွားရပါတယ်။ငါ Crossan ကိုချက်ချင်းပြန်ရမယ်။ မင်းဒီလူတွေကိုစတုံးမွန်းစီကိုအန်ဒီရဲ့ကဲအောင်ပြန်ခေါ်သွားပါမင်းဒီနေ့လောက်တာကောင်းနေဆိုပြီးတော့ဆောက်ရှောက်သူကတယ်လီပေါ့လောက်သွားပါတယ်တက်ပြန်ဆုံနေရင်လည်းဂျူရိုထန်ကဖဲလ်ကြောင့်တေးရတဲ့အလောင်းနာဂရူနာကိုတွေ့သွားပြီးတော့တန်ကြိုးကိုဖြတ်လွတ်ပေးလိုက်ပါတယ်လိုသာရုရဲ့ရည်ရွယ်ချက်ကတုံမန်းတကောင်ရအောင်ဖမ်းဖို့ဖြစ်တာကြောင့်အော့ခ်တကောင်ရဲ့နောက်ကိုအသေးအတန်လိုက်ဖမ်းနေပါတယ်နှင်းဝံပလွေမျိုးနဲ့ဇူးကအော့ခ်ကလည်းအချင်းမဟုတ်တာကြောင့်နောက်ကလိုက်လာတဲ့ကောင်တွေကို AACC ပြန်တီးနိုင်နေပါတယ် ဒါပေမဲ့လူသားကိုတိုက်ခိုက်တဲ့ချိန်မှာတော့အေးနေပြီးတော့မိလဲတော့အောင်စော်ခံလိုက်ရပါတယ်။နှင်းဝင်ဘလူကြီးရောက်လာလို့လူသားကသူ့သခင်ဖြစ်သူရဲ့လယ်ဘင်းကိုဓာတ်နဲ့ချိန်ထားလိုက်ရပါသေးတယ်။အဲ့ဒီတော့မှမကြေမနက်နဲ့ထွက်သွားတာပါ။အော့ခ်တီရဲ့လက်ကနေခုမှလွတ်လာတဲ့ကရိုနာကခက်ကာနဲ့ထိတိုက်တိုးသွားပြီးတော့ထပ်ဖန်းခံလိုက်ရပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး။